12နာရီအချိန်ဆိုတော့12နာရီကျော်အချိန်ဆိုတော့ဗောနော်အကုန်လုံးကဟိုအိတ်နေကြရဲဗောနော်အတော့တွေပိတ်ထားပြီးအခန်းထဲကားတွေပိတ်ထားပြီးဘလို့မှထွက်ပေါက်မရှိတဲ့အချိန်ညင်သူကျနာတွေကကြောက်လန့်ပြီးတော့အကုန်လုံးကအော်တဲ့သူကအော်တယ်မူးပြီးတော့အော်အန်တဲ့သူကအော်အန်ကြတယ်ပြေးဖို့လုပ်တဲ့သူကပြေးကြရဲဗောနော်ညီမနာအမတက်ဆိုရင်ဗောနော်ဟိုသူက အရန်ကြောက်လန့်ပြီးနှခမ်းတွေပါပြာနန်းပြူဖက်ပြူတွေဖြစ်နေပြီးတော့သူကဂရိလိမလိုတော့ဖြစ်သွားခဲ့တာအကြောတွေပါကြီးကပ်ပြီးအဲ့တော့ကိုရီးယား1.2ဆိုတာငရင်းထုတ်တဲ့ချိန်ကအရန်ကြမ်းတမ်းတဲ့အချိန်စအောင်နေပြိုခဲ့ပဲဆိုရင်ပေါ့နော်အဲညီမတို့အချင်းသူချင်းသားဒီကောင်လုံးကဒီအစအောင်နဲ့မှပိတ်မိပြီးအကောင်လုံးကဒီကြေးကြမှာပဲအားလုံးပဲမင်္ဂလာပါကိုရှင်နဲ့ရှင်နဲ့ YouTube channel ကနေပြီးတော့ပြန်လည်ကြိုးစိုးလိုက်ပါရရှင်။သတိနာမည်ကတော့ရှင်နဲ့မှာအားလုံးပဲပါလေးဆိုတော့ကျွန်တော်နာမည်ကြိုးစိုးလဲပါခင်ဗျာ။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ပြသွားမယ့်အကြောင်းအရာတွေကတော့ နိုင်ငံရေးအကျဉ်းသားတွေပေါ်မှာစေဝါလုံလောက်စွာမရတဲ့အပြင်ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိတဲ့အတွက်အသက်မဆုံးရှုံးသင့်ပဲနဲ့ဆုံးရှုံးသွားကြရတဲ့နိုင်ငံရေးအကျဉ်းသားတွေအကြောင်းနဲ့ထောင်အာဏာပိုင်တွေကနိုင်ကျင်းတွေပေါ်မှာဖိနှိပ်ချုပ်ချယ်မှုအတွက်အခြားအကျဉ်းသားတွေကိုစိတ်ခိုင်းတဲ့အကြောင်းအရာများကိုတင်ပြသွားမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါကိုရှိဒီလိုဖိနှိပ်ခံရမှုတွေနဲ့ပတ်သက်ပြီးတော့ကိုရှိတင်ပြပေးတော့ပါအောင်ရှင်။ဟုတ်ကဲ့ပါခင်ဗျာဒီပေါ်တော့ကျွန်တော်ရဲ့ဒီအာပေါ်တော့လက်ရှိနေပြီးတော့လစ်လာမှုအရာဆိုရင်ပေါ်တော့ကျွန်တော်လက်ရှိသတင်းဆောင်စမ်းသိရှိရမှုအရာဆိုရင် 2025ခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်မန္တလေးတိုင်းအပါဝင်ဒေသအသီးသီးမှာလူသေဆုံးမှုပေါ့နော်ဒီအပါဝင်ဟာဒီပေါ့နော်အဆောက်အဦပစ္စည်းထိခိုက်ဆုံးရှုံးမှုတွေလည်းရှိခဲ့ပါတယ်ဒီတော့ဒီလက်ရှိတနင်္ဂနွေနေ့အတိုင်းတာနဲ့သေဆုံးမှုဟာ 3000 3900ကျော်ရှိခဲ့တယ်လို့လည်းပေါ့နော်ဒီလက်ရှိသတင်းဌာနတွေကနေတင်ဆက်တာတွေတင်ပြနေတာတွေ့ရပါတယ်ခင်ဗျာပြီးတော့ဒီ3900ကျော်ဟာလက်ရှိနေပြီးတော့ဒီအချင်းထောင်ထဲမှာသေခဲ့တဲ့ကိန်းကနားတွေမပါဝင်ဘူးဆိုတာလည်းကျွန်တော်လက်လာသိရှိထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီတော့လက်ရှိနေပြီးတော့ဒီနိုင်ငံရဲ့အချင်းသားများကွန်ရက် PPNN ရဲ့ထုတ်ပြန်ချက်အရဆိုရင် ဒီပေါ့နော်အိုးဘော်အကျဉ်းထောင်အတွင်းမှာအကျဉ်းသားအကျဉ်းသူအနည်းဆုံး64ဦးတေဆုံးခဲ့ပြီးတော့ဒီနိုင်ငံရဲ့အကျဉ်းသားကတော့18ယောက်ပေါ့နော်ဒါတေဆုံးခဲ့ရတယ်။နောက်ဒီနိုင်ငံရဲ့အကျဉ်းသူပေါင်း23ယောက်စုစုပေါင်းလက်ရှိနိုင်ငံရဲ့အကျဉ်းသားအကျဉ်းသူ41ယောက်တေဆုံးခဲ့တယ်လို့ဒါ PPNM ရဲ့ဒီနိုင်ငံရဲ့အကျဉ်းသားများကွန်ရက်ရဲ့ထုတ်ပြန်ချက်ထဲမှာကျွန်တော်တွေ့ရပါတယ်ခင်ဗျ။အဲ့တော့ဒီလက်ရှိနေပြီးတော့ဒီနိုင်ငံရဲ့အကျဉ်းသားအကျဉ်းသူ140ကျော်ဟာဒီထိခိုက်ဒဏ်ရာရရှိတဲ့အပြင် လက်ရှိကိုလက်အင်္ကာတွေဆုံရှုံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားအကျဉ်းသူလဲအနည်းဆုံး၄ဦးထက်မနည်းရှိတယ်လို့လည်းကျွန်တော်ထုတ်ပြန်ချက်ထဲမှာတွေ့ရပါတယ်ခင်ဗျာဒီတော့ဒီအထက်မှာမှကျွန်တော်တို့ဒီနိုင်ငံရေးအကျဉ်းသူဒီမနွေနေဝင်းဟာပေါ့နော်ဒီကိုဝန်လွေထားရတယ်ဒီကဒီမက်လာ၂၈ရက်နေ့မှာဒီငလင်းတန်ကြောက်ထိခိုက်တန်ရရှိသွားတဲ့အတွက်သူ့ရဲ့ဘိတ်ထက်မှာပေါ့နော်ဒီသူ့ရဲ့ဝမ်းထက်မှာဒီခလေးငွေဟာပေါ့ဗျာဒီသေဆုံးခဲ့ရတယ်ပေါ့ဗျာသူ့ရဲ့လက်ရှိသတိသားဟာ တည်ဆုံးခရတယ်လို့လဲဒါကျွန်တော်ကျွန်တော်တို့စုံစမ်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာမိခင်မှာတည်ဆုံးလာလားဟုတ်ကဲ့ပါခင်ဗျာမိခင်ရောဒီတရေသားရောတည်ဆုံးတော့ပါတယ်ခင်ဗျာဟုတ်ကဲ့ ဟုတ်ကဲ့ဒါနဲ့ပတ်သက်ပြောတော့เนาะဟိုပြီးအချင်းထောင်မှာလည်းအာ match match လာပေါ့28ရက်နေ့မှာငလင်းဆောက်လောက်တဲ့အချိန်မှာဟိုချင်းတဲ့လည်းပြီးအချင်းထောင်မှာရှိနေခဲ့ရပေါ့เนาะအဲအဲ့ဒီအချိန်မှာအဲ့ဒီအချိန်က7နှစ်နာရီအချိန်ဆိုတော့7နှစ်နာရီကျော်အချိန်ဆိုတော့ပေါ့เนาะအကုန်လုံးကဟိုအိတ်နေကြရပေါ့เนาะအဲအဲ့ဒီအချိန်မှာထာဝရတန်းတွေကအကုန်လုံးကတော့ပက်လန်းမှာရှိနေကြတယ်သူတို့ကတော့ ASM အိတ်မနေဘူးပေါ့เนาะဟိုအိတ်မနေဘူးငလင်းဆောက်လောက်တဲ့အချိန်မှာသူတို့တွေအကုန်လုံးကအာအချင်းသူချင်းသားတွေကတော့ဂိမ်းမဆိုင်ဖဲနေသူတို့တွေအကုန်လုံးက ြေပြင်အကုန်လုံးကအပေါ်တက်မှာအပေါ်တက်ကနေပြီးတော့အောက်ကိုဆင့်ပြေးကြတယ်။ဆင့်ပြေးကြတဲ့အချိန်မှာအတင်းသူကျင်းသားတွေကအပေါ်မှာကြောက်လန့်ပြီးကြံခဲကြရဲပေါ့နော်။ဟိုတန်းပိတ်ရှင်ဖြစ်တဲ့အတွက်ပေါ့နော်။အကုန်လုံးကအခန်းကိုအခန်းထဲမှာကိုနေနေကြတဲ့အချိန်ပေါ့နော်။တော့တွေပိတ်ထားပြီးအခန်းထဲကားတွေပိတ်ထားပြီးဘလို့မှထွက်ပေါက်မရှိတဲ့အချိန်။အဲ့အချိန်မှာငနေစားလုပ်တဲ့အချိန်မှာထောင်ဝင်တဲ့နေကိုဆရာမတွေအကုန်လုံးကအောက်ထပ်ကိုအကုန်လုံးဆင့်ပြေးကြတယ်။မြေပြင်ဆင့်ပြေးပြီးသူတို့အသက်ကိုတော့ကိုလိုရောမီပြေးသွားကြတယ်။ အဲ့အချိန်မှာအပေါ်မှာအချင်းသူကျင်းတာတွေကကြောက်လန့်ပြီးတော့အကုန်လုံးကအော်တဲ့သူကအော်တယ်အမူးပြီးတော့အော့အန်တဲ့သူကအော့အန်ကြတယ်ပြေးဖို့လုပ်တဲ့သူကပြေးကြတယ်ပေါ့နော်အဘယ်လိုလိုပြေးလို့ရမှာလဲပေါ့နော်ဒါပေမဲ့အပေါက်တွေခြားကြတာပေါ့နော်ကိုယ်တိုင်မှာကြောက်တဲ့အတွက်လည်းလေအဲနောက်ပြီးတော့အမတယောက်ဆိုရင်ညီမနာအမတယောက်ဆိုရင်ပေါ့နော်ဟိုသူကအရန်ကြောက်လန့်ပြီးတော့သူကဟာအတက်နှလုံးရောဂါရှိတဲ့သူတယောက်ဆိုတော့ဟိုနှကန်းတွေပါပြာနှမ်းဖြူဖက်ဖြူရောတွေဖြစ်နေပြီးတော့သူက ဘယ်လိုပြောမလဲဟိုလမ်းပြီးရောလေတတိလစ်မလို့တော့ဖြစ်သွားခဲ့တာအကျော်တွေပါကြီးကတ်ပြီးရောအဲ့လိုကိုရီးယားဝိုင်းပြီးပြုစုရတဲ့အချိန်မှာပေါ့နော်ဟိုအကူကြီးတောင်းဖို့အတွက်ကိုအတင်းထောင်မှာရှိတဲ့ဝန်ထမ်းတွေကိုလှမ်းပြီးရောပေါ့နော်အကူကြီးတောင်းဖို့အတွက်လမ်းអော်လိုက်တဲ့အချိန်မှာဘသူမှမရှိဘူးချင်းအာထောင်မှာဘသူမှကိုမရှိရပဲလေအကုန်လုံးကထွက်ပြေးကုန်ရတဲ့အချိန်မှာအဲဘသူ့အကူကြီးတောင်းမှမှန်းလိုက်မသိဘူးတကယ်လို့တော့အဲ့အမကပါတော့နှလုံးဖောက်ပြီးတော့အာတခုခုဖြစ်သွားခဲ့တဲ့ရှိတော့ပါတော့အာသူတို့ကအများကြီးတောင်းလို့ရှိရယ်အဲ တကယ်ဆိုရင်တို့တွေအကောင်မှရှိပြီးတော့အချင်းတို့ကျင်းသားတွေကိုပေါ့နော်ဟိုဝင့်နေရမှာလို့လေဘယ်လိုမျိုးနေရမှာနေနေတင်တာလို့ဒါမျိုးကြီးနီးတန်းပေးနေရမယ့်အချိန်မှာပေါ့နော်တို့ဘက်ကနေပြီးတော့ဘာနီးတန်းပေးမှုလည်းမရှိဘူးထားမအိမ်ကနေပြီးတော့လည်းဆက်ပေါက်တာတွေဘာလည်းမရှိဘူးနောက်ပြီးတော့မိုင်းနဲ့အော်ပြီးတော့ဘယ်လိုမျိုးနေဖို့ပေါ့နော်သတိထားပြီးလို့နေဖို့ဆိုတာလေဘာနီးတန်းပေးမှုမှာဟုတ်သတိပေးလို့ဆိုတာချက်တွေလည်းဘာမှကိုမရှိဘူးပေါ့နော်အဲတော့တောင်းမဲ့ လက်လော့စပယ်တော့မှုပေါ့နော်သူတို့အတက်ကိုကျတော့နှမျောတယ်သူတို့လည်းမဆိုင်သလိုပဲပေါ့နော်အချင်းတို့ချင်းသားတွေကျတော့တကယ်လည်းမဆိုင်တော့မဆိုင်ပါဘူးဒါပေမဲ့လည်းသူတို့မှတာဝန်ရှိရယ်ပေါ့နော်ဒါတွေကိုသူကယူမဆိုင်ဖက်နဲ့သူတို့တွေကလက်လော့စပယ်နဲ့သူတို့အတက်လို့ပြီးတော့ပြေးပြေးပြေးကြတယ်ပေါ့နော်အဲ့တော့ဒါတွေကတော့တကယ်သာငလင်းထုတ်တဲ့အချိန်အရန်ကြမ်းတမ်းတဲ့အချိန်စအုံနေပြိုခဲ့ပဲဆိုရင်ပေါ့နော်အဲညီမတို့အချင်းသူချင်းသားဒီကောင်လုံးကဒီအစအုံထဲမှာပိတ်မိပြီးတော့ကောင်လုံးကတည်တည်ကြမှာပဲအဲအရန်သာဖြစ်မသွားခဲ့လို့ပေါ့နော်ဟုတ် ဟုတ်ကဲ့ပါခင်ဗျာဒီတော့ဒီလက်ရှိနေပြီးတော့ဒီ match လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ဒီပြင်းထန်တဲ့ငလျင်ကြောင့်မို့လို့ဒီကျွန်တော်တို့အချင်းထောင်ထဲမှာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာကိုပြင်းပြင်းထန်ထန်ခံစားနေရတဲ့ဒီနိုင်ငံရဲ့နိုင်ငံရဲ့အချင်းသူအချင်းသားတွေရောနောက်ပြီးဒီတခြားအချင်းသားတွေပေါ့ဗျာတခြားတခြားအချင်းသားတွေရောဒီထောင်အတွင်းမှာစေကူသားမှုလုံလုံလောက်လောက်မရတဲ့အပြင်ပေါ့နော်ဒီအချင်းထောင်ဝန်ထမ်းတွေရဲ့ ဖိနှိပ်ရှုပ်ရှင်မှုတွေကိုပါခံနေရတယ်လို့ဒါကျွန်တော်စုံစမ်းသိရှိရပါတယ်ခင်ဗျာနောက်တစ်ခုကကျတော့လက်ရှိနေပြီးတော့ဒီအခုလက်ရှိနေပြီးတော့အိုးဘိုထောင်မှာဒီပေါ်တော့မိခင်ရောသတိသဘာတေဆုံးခရရတဲ့ဖြစ်စဉ်အမှန်ကိုပေါ့နော်အခုချိန်ထိပေါ့နော်တရားသူ့ရဲ့မိသားစုဝင်တွေမသိကြသေးဘူးပေါ့နော်ဒါကလည်းဒါအင်တာမတ်ဒါဆိုးွားတဲ့ဒါဖြစ်စဉ်လေးတစ်ခုပေါ့နော်ဒီမိခင်ရောသတိသဘာတေဆုံးသွားရတယ် ဆိုတဲ့ခါကျတော့ဒီဒီမိခင်ရောတတိသားပါတည်ဆုံးရတဲ့ဟာဒီလက်ရှိနေပြီးတော့လက်ရှိနေပြီးတော့လက်ရှိဒီအခုလက်ရှိနေပြီးတော့ April လထဲမှာပဲဆုံးသွားတာဗျဆိုတော့သူတို့ရစ်တဲ့အကြာကြီးထားကြတယ်ဆိုလိုတာကအပြင်ဥမာဒီထောင်မှာဆေးဝါးမလုံလောက်လို့ရှိရင်ကျွန်တော်ဒီထောင်ရဲ့ဥပဒေအရဆိုလို့ရှိရင်ကျွန်တော်ဒါအကျဉ်းသူအကျဉ်းသားတွေကိုဆေးဝါးကူတာမှုခံယူခွင့်ရှိတယ်ဗျာဒါကသူတို့အပြင်ကိုလုံးဝမထုတ်ဘူးနောက်မှဒီတကယ်လုံးဝဖြစ်လာတဲ့ခါမှပေါ့နော်အပြင်းပြင်းထန်ထန်ဖြစ်လာတဲ့ခါမှဆေးအောင်အပြင်ကိုထုတ်လိုက်တဲ့ခါမှ ဒီတရေသားလည်းတည်ဆုံးသွားသလိုဒီပေါ့နော်မိခင်ပါပေါ့နော်ဆုံးသွားတဲ့အဖြစ်ပြပြဒါကိုအခုချိန်ထိမိသားစုကနေမသိရှိသေးဘူးဆိုတာကျွန်တော်တွေ့ရတယ်ပြအဲ့တော့ဆိုလိုတာကလက်ရှိဗုဒ္ဓဘာသာရေးထောင်းနှက်စင်လာရဆိုလို့ရှိရင်ဒါစွန့်ကြွေတာတွေတပိုက်တော့တာပေါ့နော်အဒီလိုမျိုးတွေလောက်ရမှာဖြစ်တယ်ဆိုတဲ့အခါကျတော့ဒီလိုမျိုးဒီလိုမျိုးလောက်ဖို့အတွက်မိသားစုကမသိရဒါဝမ်းနေဖွယ်ရပေါ့နော်ဒါလက်ရှိဒါကျွန်တော်တို့ဒါကြားရတဲ့သတင်းလေးပါခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါရှင့် ဒီဆေးဝါးမလုံလောက်မှုနဲ့ပတ်သက်ပြီးတော့နောက်ထပ်ပြောချင်တာပေါ့နော်ဟိုကတာအချင်းထောင်မှာဆိုရင်အခုဆေးဝါးလုံလောက်ဆိုတာမရရှိတဲ့အတွက်ကြောင့်ပေါ့နော်ကိုဟိမင်းသူခအာနိုးပေါ့နော်အသက်33နှစ်ကဆေးဝါးနဲ့တန်းမာရီဆောက်ရှောက်မှုလုံလောက်ဆိုတာမရတဲ့အတွက်ကြောင့်အတက်ယောဂါနဲ့ကြာဆုံးခဲ့ရပါတယ်ဟုတ်ကိုဟိမင်းသူကိုမတရားဖမ်းဆီးပြီးတော့90ည90နှစ်ကြာကြီး90နှစ်ခါခွေးတို့နဲ့1095နှစ်ကိုမတရားချမှတ်ခဲ့ပါတယ် ။အိုးဖို့ချင်းထောင်မှာဆိုရင်လည်းပေါ့နော်။ဆေးဝါးနဲ့ကျမရဲ့စောင့်ရှောက်မှုကလုံလောက်စွာမရရှိပါဘူး။အစာအာဟာရလည်းကောင်းစွာဆာမဆတောက်ရတဲ့အတွက်အစာအာဟာရချို့တဲ့မှုတွေဖြစ်နေကြပါတယ်။ဟိုထိုးနေ၎င်းပေါ့နော်။ငါတို့ပြီးထားပြီးအချင်းထောင်မှာလည်းဆေးဝါးလုံလောက်စွာမရရှိပါဘူး။ က်ဆံရှိတဲ့သူတွေဒါဝဲတောင်းနိုင်ပြီးတော့ပက်ဆံမရှိတဲ့သူတွေကတော့ဗောနော်ယောဂအဖြစ်ခံနေရသူတွေဖြစ်နေပါတယ်။အစာအာဟာရမှာဆိုလဲဗောနော်ထောင်ဟာကောင်းစွာမကျွေးမွေးတဲ့အတွက်အာဟာရချို့တဲ့မှုတွေနဲ့ကြုံတွေ့နေရပါတယ်ရှင်။ဟုတ်ကဲ့ဗျာဒီဖန်ဗောနော်ဒီတောင်ကလေးအချင်းထောင်ဗျာဒီဖန်တောင်ကလေးအချင်းထောင်မှာလက်ရှိနေပြီးတော့ April 30ရက်နေ့ကဒီထောင်တန်း15နှစ်ဗောနော်ကြာခံနေရတဲ့ဒီနိုင်ငံရေးအကျဉ်းသားဗောဗျာကိုချိုချိုမြင့်ဆိုတဲ့ပုဂ္ဂိုလ်ဟာဒီထောင်တန်းဒီဗောနော်ဒီဗော အာနောက်တစ်ခုကျတာဒီထောင်တန်းလေးနဲ့ကြာခံရတဲ့ဒီကိုမင်းသူဆိုတော့နှစ်ဦးပါပေါ့နော်သူတို့ဒီနိုင်ငံရဲ့အကျဉ်းသားတွေပါပဲဒီနိုင်ငံရဲ့အကျဉ်းသားနှစ်ဦးကဒီဒူးထောင်ပိုင်ဆိုတဲ့ကောင်ပေါ့ဗျာဒီဒူးထောင်ပိုင်ရဲ့ကျွန်ကျွန်နေပေါ့ဗျာဒီထက်နိုင်ဆိုတဲ့ကောင်ကပေါ့နော်ဒီပေါ့ဒီကျွန်ပေါ့ဗျာထက်နိုင်ဆိုတဲ့ကောင်ကိုသူတို့တော့တော်ပြီးတော့ဒီအစတော့ပိုက်ကိစ္စနဲ့ပတ်သက်ပြီးတော့တော်ပြီးတော့ပြောပြတယ်အဲ့ဒီနေ့ကငားမရောက်ဘူးဗျာငားမရောက်ဘူးငားကအရှိန်တန်တော့မရောက်ဘူး ဒီကဒီအကျင့်ထောင်ကကျွေးတဲ့ငါအရှင်ကျန်လို့မရောက်တဲ့အတွက်အဲ့ဒီမှာဒီဒုထောင်ပိုင်းရဲ့ဂျွံပေါ့ဗျာပြောရမယ်ဆိုကျွန်တော်ထောင်ထဲမှာဆိုဂျွံပေါ့အဲအဲ့ဒီကောင်ကိုသူကသွားပြီးတော့ပြောကြတယ်ပြောတဲ့ခါမှာအဲ့ဒီကောင်ကနေပြီးတော့ဒီကိုကြိုကြိုမြင့်နဲ့ဒီဘောနောအာဗာလဲဆိုလို့ရှိရင်ဒီပေါ့ဗျာဒီကိုမင်းသူဆိုတော့နှစ်ယောက်ကိုဝိုင်းပြီးတော့ရိုက်ကြတယ်ပေါ့ရိုက်ကြတဲ့ခါမှာတရားကသူတို့အဲ့ဒီမှာနေပြီးတော့ဒီလက်ရှိကြောက်ခဲတွေကိုအဲ့ဒါမျိုးနေပြီးတော့ဒီပေါ့ဒီကြောက်ခဲတွေကိုဟိုအနေနဲ့ထုတ်ပြီးတော့ဘောနောဒီအစိုးစားတဲ့နဲ့ထုတ်ပြီးတော့ခေါင်းကိုရိုက်ခွေတာတယ် အဲဒီလိုမျိုးပေါ့နော်ထိုးဝိုင်းဝန်းထိုးကြိုက်တာတွေကိုကြောင်တွက်ခဲ့ရတယ်လို့ဒါလက်ရှိနေပြီးတော့ဒီပေါ့နော်ဖအန်းအချင်းထောင်ကနေကျွန်တော်ကြားပါတယ်ခင်ဗျအဲ့တော့ဆိုလိုတာကဒီနေ့နေပြီးတော့ဒီကျွန်တော်ဒီနိုင်ငံရဲ့အချင်းသားတွေဖြစ်တယ်ပေါ့နော်ဒီကိုကျိုကျိုမြင့်ကိုဝိုင်းဝန်းရိုက်နေခဲ့တဲ့ကောင်ကတော့ပေါ့နော်လက်ရှိဒီမင်းထက်ခဘိုးဘိုးနောက်တစ်ခါကျတော့ဒီပေါင်ရှင်ပေါ့တော့နွားကြီးပေါ့နော်နာမည်ကနွားကြီးအဲ့တော့ဒီကောင်တွေကနေပြီးတော့ဝိုင်းဝန်းထိုးချိတ်ခဲ့ကြတယ်လို့လက်ကျွန်တော်တင်ရတယ်ဆိုတော့ကျတော့ဒီနိုင်ငံရဲ့အချင်းသားတွေကိုတီးတပ်ဖိနှိပ်ဖို့အတွက် တည်တန့်ပေါ့ဗျာဒီအနှိတ်ကိုဖို့အတွက်လက်ရှိဒီထောင်ထဲမှာနေပြီးတော့အာဘယ်လိုခေါ်မလဲပေါ့နော်ဒီ gain တစ်ခုဖွဲ့ဖွဲ့စည်းထားတယ်လို့လည်းကျွန်တော်ကြားပါတယ်ခင်ဗျာအဲ့တော့ဒီလိုနိုင်ငံရဲ့အကျဉ်းသားတွေကျွန်တော်တို့ဒီလက်ရှိနိုင်ငံရဲ့အကျဉ်းသူတွေကိုဖိနှိပ်ဖို့အတွက်ပေါ့နော်ဒီရှုပ်ရှင်ဖို့အတွက်တနည်းအားဖြင့်ဒီသူတို့ဥမပြဿနာဖြစ်လာခဲ့လို့ရှိရင်ဒါငါတို့နဲ့မဆိုင်ဘူးနိုင်ငံရဲ့ဟောပေါ့အကျဉ်းသားအရှင်ချင်းဖြစ်ကြတာဆိုတဲ့ပုံစံမျိုးထိုးကျွေးဖို့အတွက်ပေါ့ဗျာထိုးကျွေးတာပေါ့အဲအဲ့လိုမျိုးလုပ်ဖို့အတွက်ကိုဒီတီးတန့်ဒီထောင်ထဲထက်မှာ ဒီ gain တခုပုံစံမျိုးပေါ့ gain stop ပုံစံမျိုးပေါ့လေအဲ့ဒါသူမွေးထားတယ်အဲ့သူတို့မွေးထားတဲ့ကောင်တွေပေါ့သူတို့မွေးထားတယ်သူတို့ဖွဲခွဲတယ်ပေါ့အဲ့ဒီအဲ့ဒီခွဲတယ် ਨੇ gain stop သဘောမျိုးဖွဲ့စည်းထားတာလေလို့ကျွန်တော်ကြားပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒီလက်ရှိနေပြီးတော့ဒီကျွန်တော်တို့ကြားတဲ့သတင်းတွေရတော့ပေါ့နော်ဒီအရှားနိုင်ချက်တူဖြစ်တဲ့ဒီ comment သူဆိုလည်းပဲဒီရာဇဝတ်အကျဉ်းသားတွေဖြစ်တဲ့ဒီဝင်းသန်ထွန်းဆိုတဲ့ကောင်ရဲ့နောက်ဒီကျိုသက်လွှင့်ဆိုတဲ့ကောင်ရဲ့နောက်ပေါင်ရှင်ဆိုတဲ့ကောင်ရဲ့နောက်ဒီမင်းထက်ခ ဒီဘိုဘိုပေါ့ဗျာနောက်တစ်ခုနာမည်မိုးကောင်းခင်နောက်တစ်ခုကပါပြက်ပေါ့နော်နောက်တစ်ခုကနောက်တစ်ခုကကျတော့ noji နောက်တစ်ခုကကျတော့ steel spray နဲ့ပေါ့နော်ဒီ tanzi ဖြစ်သူတကြိုးပေါ့ဗျာတကြိုးနောက်တစ်ခုကနောက်တစ်ခုကကျတော့ joker နောက်တစ်ခုကကျတော့ဒီကောင်းရွှေထက်ပေါ့ဒီမကျွန်တော် mandalay မျိုးကဒီ mobile mother ဖုန်းပိုင်ရှင်ရဲ့သားဖြစ်သူလို့ပြောတယ်ဗျဟုတ်ကဲ့ပါအဲ့ဒီကောင်တွေကနေပြီးတော့ဝိုင်းဝန်းရိုက်နဲ့ထိုးကြိုက်ခဲ့ကြတယ်လို့ဒါကျွန်တော်သိရှိရအောင်စုံစမ်းသိရှိရပါတယ် ဲ့တော့ဒီလိုမျိုးအုပ်စုဖွဲ့ပြီးတော့ပေါ့နော်ဒီဝိုင်းဝန်းထိုးကြိုက်ခဲ့တဲ့သူတွေကဒီဒီပေါ့နော်ဒီရခိုင်ကပေါ့နော်ဒီရခိုင်ကဒီဒုထောင်ပိုင်းပေါ့ဗျာဒီဒုဒုထောင်ပိုင်းအာဘယ်လိုခေါ်မလဲဒီပေါ့နော်အာလက်ရှိဒီပေါ့ဒုထောင်ပိုင်းရဲ့ပေါ့ဗျာဒီမွေးထားတဲ့ဒီဒုထောင်ပိုင်းစိုးမုတ်အောင်ဆိုတဲ့စိုးမုတ်အောင်ဆိုတဲ့ဒီနွားရဲ့ဥဆောင်မှုနဲ့ပေါ့ဗျာဒီမင်းချင်းမှာဆက်ပြေးရေးပြစ်တွေနဲ့ဒီဖွဲ့စည်းထားတဲ့နိုင်ချင်းတွေကိုတည်တဲ့နှိုက်ဆက်ဖို့အတွက်လောက်တဲ့ဒီဘာကုတ်ဆိုတဲ့ ဘာကုတ်လို့ခေါ်တဲ့ဒါဂိမ်းကလူတွေဖြစ်တယ်ပေါ့နော်သူတို့နာမည်ကတော့ဘာကုတ်ပေါ့ဂိမ်းနာမည်ကဘာကုတ်ဆိုတော့ဒါအဲ့တော့ဒီသူတို့မှာအင်အားတရားဝန်းကျင်လောက်ရှိတဲ့အကြောင်းကိုလည်းဒါဖန်အကျင့်ထောင်ကနေဒီအမှန်တရားမျက်နှာသူဝန်နဲ့တည်းတစင်ကျွန်တော်သိရှိလိုက်ရပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒီလက်ရှိဒီလူတွေကကျွန်တော်တို့တွေကိုဘာလို့နိုင်ငံအကျဉ်းသားတွေကိုဒီကြိုတယ်ကြံစီပြီးတော့အုပ်စုဖွဲ့လူတပ်ဖို့စ조사ခဲ့မှုတွေကြောင့်ပေါ့နော်ဒီနိုင်ငံရဲ့အကျဉ်းသားကိုကျူကျူမြင့်မှာဥကောင်းကွေးတဲ့ဒံယာနောက်ပြီးလို့ရှိရင်ဒီပေါ့နော်ဒီခန္ဓာကိုယ်ဖူးယောင်ပေါက်ပြတဲ့ဒံယာ ောက်ပြီးဒီမျက်နှာဖူးရောင်ဒဏ်ရာတွေနဲ့အတူဒီပေါ့နော်ဒီကျွန်တော်တို့ဒီတံတောင်ဆက်ညိုမိဒဏ်ရာတွေရရှိခဲ့ပြီးတော့ဥကောင်းကွေးအဲ့ရမှာ၃ချက်ရှုပ်ခဲ့ရတယ်လို့လည်းကျွန်တော်လည်းစုံစမ်းသိရှိရပါတယ်ခင်ဗျာနောက်တယောက်ဖြစ်တဲ့ဒီပေါ့နော်အရှာနိုင်ကျင့်တယောက်ဖြစ်တဲ့ဒီကိုမင်းသူဆိုမှလည်းပဲဒီကျွန်တော်တို့ဥကောင်းကွေးအဲ့ဒဏ်ရာတွေရတဲ့အပြက်ဒီမျက်ခေါင်းကွေးတယ်နောက်ပြီးလို့ရှိရင်ဒီသူတို့မှဒီမျက်နှာတစ်ပြင်းလုံးပေါ့နော်ဖူးရောင်ညိုမိတဲ့ဒဏ်ရာတွေအပြင်ခန္ဓာကိုယ်တစ်ခုလုံးမှလည်း ဒီညိုမေးတဲ့တရားတွေရရှိခဲ့ကြအောင်လဲကျွန်တော်စုံစမ်းသိရှိရပါတယ်ခင်ဗျာဒီလိုဝိုင်းဝန်းညှင်းပန်းနှိုက်ဆက်ခဲ့တဲ့နေရာမှာဒီလက်ရှိအိုက်ဆောင်မှုရုံခံရဲ့အရှိမရိုက်တာလို့ပြောတယ်ဆိုတော့ဒီလက်ရှိနေပြီးတော့ဒီလက်ရှိနေအိုက်ဆောင်မှုအိုက်ဆောင်မှုပြပြဒီလက်ရှိနေလက်ရှိနေဒုထောင်ဒုထောင်မှုပေါ့ဒုထောင်မှုအောင်ရေးနိုင်ဆိုတဲ့ကောင်ပေါ့ဗျာအဲ့ဒီဒီအောင်ရေးနိုင်ဆိုတဲ့ကောင်ရဲ့ရုံခန်းအရှိမအခုလိုမရိုက်နေကြတာအဲ့လိုရိုက်နေကြတဲ့အချိန်မှာတဲ့ဒီလက်ရှိနေတက်ကြွဝင်းမောင်းတက်ကြွသိမ့်သန်းဦးနောက်တစ်ခုကဒီပေါ့နော်အမ်သူတို့တရားပေါ့နော် လုံးဝမတားပဲနဲ့ဒီလိုမထိုင်ကျင့်နေခဲ့တယ်လို့လည်းကျွန်တော်ဒီဒီအကျင့်ထောင်တွေကအမှန်တရားမျက်နှာသူတွေရဲ့အဲပြောကြလာချက်တွေပေါ့လေကျွန်တော်ကြားပါတယ်စုံစမ်းသိရှိရပါတယ်ခင်ဗျဟုတ်ကဲ့ပါအဲ့တော့ဆိုလိုတာကဒီကျွန်တော်တို့လက်ရှိနေအုပ်စုဖွဲ့ရိုင်းနေခဲ့သူတွေကပေါ့နော်ဒီလက်ရှိ12ယောက်ဖြစ်ပေမဲ့လည်းပဲအခုချိန်မှာဒီဒီ9ယောက်ကိုပဲသူတို့ဒီတိုက်ပိုက်ထားတယ်လို့ပဲကျွန်တော်စုံစမ်းသိရှိရပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါခင်ဗျဒီတော့ဒီပေါ့နော်ဒီလက်ရှိနေပြီးတော့ဒီကျွန်တော်တို့ဒီနေ့ပေါ့နော်ဒီနေ့ဒီတော့ဒီစစ်လိုက်ပြီးတော့တင်ပြကျင်တာကတော့ လက်ရှိပေါ်တော့ဒီကျွန်တော်တို့ဒီထောင်တွေထဲမှာဒီကျွန်တော်တို့ကိုဘာလဲဆိုတော့ကဒီဘုရားဘယ်လိုခေါ်မလဲလက်ရှိနေပြီဒီကျွန်တော်အကျဉ်းထောင်တွေထဲမှာညှင်းပန်းနှိုက်ဆက်မှုတွေနောက်တစ်ခုကဒီကျွန်တော်နိုင်ငံရဲ့အကျဉ်းသားတွေအပေါ်မှာဖိနှိပ်မှုတွေလှုပ်ဖို့အတွက်ဒီလိုအကျဉ်းထောင်တွေထဲမှာဒီဂိမ်းတွေပေါ့ဗျာအဲတနည်းအားဖြင့်ဂိမ်းတွေပေါ့အဥမာဒီဒီအခုနားလိုမျိုးဒီသူတို့မှာဂိမ်းသီးသန့်မို့နော်ဒီဖွဲ့စည်းတာတာရှိတယ်ဒီဂိမ်းတွေကမှတဆင့်ဒီကျွန်တော်တို့တွေကိုနှိုက်ဆက်တယ်ညှင်းပန်းတယ်ဒါမြောင်မြောင်ထမှလည်းဒီတိုင်းပဲ ပြည်ထောင်မှာလည်းရှိမှာပဲအဲပေါ်တော့ဒီပြည်ထောင်မှာလည်းဒါနေပြီးတော့ညမလေးကနေပြီးတော့ main ကလေးဖြစ်တဲ့အကြောင်းမသိတာပဲဖြစ်ကောင်းဖြစ်လိမ့်မယ်အဲယောက်ျားလေးဆောင်မှာလည်းရှိမှာပဲအဲ့တော့လက်ရှိဒီပေါ်တော့ဒီကျွန်တော်တို့ဟိုအာဒီလက်ရှိတာယာဝတီတို့ပေါ်တော့ဒီတခြားဒီအိုးဘိုတို့တခြားထောင်တွေမှာလည်းရှိပါတယ်ဒီတော့ဆိုလိုတာကဒီကျွန်တော်တို့ဘောနော်ဒီလက်ရှိနေပြီးတော့သူတို့ဟာဒီလိုလောက်တဲ့အပြက်ဒီလိုထိခိုက်တရရလာတဲ့သူတွေကိုလည်းအဲကြံ့မာရေးစောင့်ရှောက်ခွင့်စေဝါလုံလောက်စွာကုသခွင့် ကျွန်တော်မပေးတာလည်းတွေ့ရပါတယ်ဗျဒါကြောင့်မို့လို့ဒီကျမ်းမာရေးနဲ့စေဝါစောင့်ရှောက်မှုပေါ့နော်မလုံလောက်တဲ့အတွက်ဒီအကျဉ်းသား၉ဦးဟာမသေးသင့်မဲနဲ့သေသွားတဲ့ဟာလည်းရှိပါတယ်ခင်ဗျအဲ့တော့ဒီဟာလေးကိုလည်းကျွန်တော်နှံမေးတဲ့တွေပေါ့နော်ကျွန်တော်အတိအကျကျွန်တော်တည်အဲဘောနောအနေနဲ့ကျွန်တော်တင်ဆက်လိုက်ပါမယ်ခင်ဗျာနော်အဲ့တော့ဟုတ်ပြီဒီတော့ဒီဘောနောလက်ရှိနံပါတ်1ကကျတော့ဒီကျွန်တော်ကိုမျိုးမင်းဦးဘောနောဒီအသက်28နှစ်အဘဦးနိုင်ဦးဒိုင်ဦးအကျဉ်းထောင်ဖြစ်ပါတယ်သူကဇီးကြောက်ယောဂာနဲ့ ဲဆေဝကုသမှုမရတဲ့အတွက်တည်ဆောင်းသွားရပါတယ်ခင်ဗျအဲ့တော့နောက်တစ်ခါဒီနံပါတ်2ကကျတော့ဒီကိုတူရအောင်ခကိုကလာကြီးအသက်32နဲ့အဘဥအောင်တို့သူကဒီနှလုံးဖောက်တဲ့ယောဂာနဲ့တည်ဆောင်းသွားရတဲ့ဒါတာယောဒီထောင်မှဖြစ်ပါတယ်ခင်ဗျနောက်ကနံပါတ်3နောက်တော့ဒီပါလေကိုကျိုးဇင်လက်အသက်30လျှောက်နဲ့အဘဥအောင်ညွန့်ပေါ့နော်ဒီသူကအစာအိမ်ယောင်ယောဂာနဲ့ဒီမြောင်းများထောင်မှာတည်ဆုံသွားရတယ်ဆိုတော့ဒီမြောင်းများထောင်မှာဒီတည်ဆုံသွားတဲ့ဒါကိုကျိုးဇင်လက်နဲ့ကျွန်တော်နဲ့ဆိုလို့ရှိရင်ဒါအ အာကျွန်တော်အရှုပ်သားဘဝနဲ့ပေါ့နော်အတူတူနေခဲ့ရတဲ့နေခဲ့နေခဲ့ဖူးတယ်ဒါသူဆိုလို့ရှိရင်မသေးသက်မဲ့နဲ့တည်သွားတာပေါ့ဗျာစေဝါကုသမှုမရရှိတဲ့အတွက်မသေးသက်နဲ့တည်သွားတဲ့သူတွေဖြစ်တယ်ပေါ့နော်အဲနောက်တစ်ခါဒီနံပါတ်၄ကျတော့ဒီဒိုဆန်ဤခာအဒိုကလမပေါ့နော်ဒီအသက်လျှောက်စင်းတဲ့ငါးနဲ့အဲအဲ့ဒီမှာအဘအမီးဥအောင်ထွေးပေါ့နော်သူသွေးတိုးစီးရှိုနှလုံးအသေးယောက်ကနဲ့ဒီတည်ဆုံးသွားရတဲ့ဥပ္ပထောင်းပါပဲခင်ဗျာ အဲ့တော့ဒီနောက်တရားဟောကြတော့ဒီကိုအောင်ထွန်းပုံเนาะဒီလက်ရှင်ဥပ္ပိုလ်ထွန်းပါပဲအသက်28နဲ့အဘအမိဦးသိန်းအောင်အနာကြီးယောဂာနဲ့တည်ဆုံးသွားတယ်ဗျဟုတ်ကဲ့ပါနောက်တစ်ခါဒီနံပါတ်6ဟောကြတော့ဒီကိုမိုးကျိုဒီသွေးတိုးစီကျိုသွေးတိုးစီရှိုယောဂာနဲ့ဒါတိုက်ဝအချင်းထောင်မှာတည်ဆုံးသွားပါရှိပါတယ်ခင်ဗျအဲနောက်တရားဟောကြတော့ဒီကျွန်တော်ကိုတီဟပုံเนาะဒီအသက်45နဲ့အဘအမိဦးမြတော်ဒီအလေးချောင်းကင်ဆာနဲ့ဒီဥပ္ပိုလ်အချင်းထောင်မှာတည်ဆုံးသွားတာရှိပါတယ်နောက်ဒီနောက်တရားဟောကြတော့ဒီပုံเนาะ နံပါတ်၈ကကြတော့ဒီကိုလူအောင်အသက်59နဲ့ပေါ့နော်အဘအမီဥဘောလသူလက်သွေးတိုးယောဂာနဲ့ပဲအို့ဘုံထောင်မှာတည်ဆုံးသွားပါတယ်ခင်ဗျာနောက်တစ်ခါဒီနံပါတ်9ကကြတော့ဒီကိုဟိမင်းသူအသက်33နဲ့အဘအမီဥအောင်ထွန်းပေါ့နော်သူလက်တာအတဲယောဂာနဲ့ပဲအဲဒီလက်ရှိနေမှာကတလာအချင်းထောင်မှာတည်ဆုံးသွားတာပါတယ်ခင်ဗျာဒီတည်ဆုံးသွားတဲ့ဒီလူဒီလူအချင်းထောင်အသီးသီးက ဒီလူ၉ယောက်ဟာမသေသင့်မနဲ့သေသွားတယ်လို့လည်းကျွန်တော်စောင့်သန့်သိရှိရပါတယ်။အဲ့ဒါဆိုလိုတာကဒီကျွန်တော်တို့ဒီအကျင့်ဆောင်တွေထဲမှာဆေးဝါးတယ်မပြည့်စုံမှုကျမ်းမာရေးစောင့်ရှောက်မှုစမ်းကျမ်းမာရေးစောင့်ရှောက်မှုမရှိတဲ့အတွက်ပေါ့နော်။အဲမသေသင့်မနဲ့ပါပါဒီကျွန်တော်တို့မသေသင့်မနဲ့သေသွားတယ်ဒါနိုင်ငံရေးအကျင့်သားတွေဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။ဟုတ်ကဲ့ပါရှင်။ ကိုဆိုရင်လည်းပေါ့နော်ညီမဟိုရှင်းရှင်းလို့ပြီးထောင်မှာဆိုရင်လည်းပေါ့နော်ဟိုတက်တက်တကြွန်းကြနေတဲ့အာအန်တီရေရှိရယ်တေတန်ကြထားတဲ့အန်တီရေရှိရယ်ပေါ့နော်အခုဆိုရင်ပြီးထောင်မှာပေါ့နော်တေတန်ကြထားတဲ့တော့မိမိအေးပေါ့နော်အဲသူဆိုရင်နဒလင်းဘက်ကပေါင်းတယ်ပေါင်းတယ်ပေါ့နော် အဲပေါင်းတယ်ဘက်ကအဲသူဆိုရင်ပေါ့နော်သွေးတို့ရောဂါခံစားနေရပြီးတော့လုံလောက်တဲ့ဆေးဝါးလုံးဆေးဝါးကုသမှုမရှိတဲ့အတွက်ပေါ့နော်အမြဲတမ်းသွေးတို့ဝေဒနာကိုခံစားနေရတယ်အဲဆေးဝါးလုံးမလုံလောက်တဲ့အတွက်အိမ်ရလဲလာမပိုးနိုင်တဲ့အတွက်သူ့မှာတော်တော်ကိုအဆင်မပြေဖြစ်နေရပါတယ်ရှင်အဲနောက်ထပ်ပေါ့နော်ဟိုရန်ကုန်ဘက်ကနေလာကြတယ်တသက်တကျွန်းကြတယ်ပေါ့နော်အဲဒေါ်ကြီးတောက်ဆိုရင်လည်းသူကတကိုယ်လုံးပေါ့နော်ဟိုပွေးရနာပေါ့နော်အဲယောဂါဖြစ်နေပါတယ်ပွေးရနာယောဂါဖြစ်နေတဲ့အတွက်လဲသူ့မှာသူက ထောင်ဝင်စာလုံးဝမရှိတဲ့လူသမီးတယောက်ဖြစ်တဲ့အတွက်အဲစေဝါလုံလောက်ဖို့လုံးဝမရှိပါဘူးရှင်ဟိုဆံမတွေဘက်ကအဲ့ဒီထောင်ဝင်နန်းတွေဘက်ကလည်းပေါ့နော်ဟိုစေဝါတွေကိုအကူညီပေးတာမရှိပါဘူးသူဆိုရင်လည်းအခုဆိုရင်ဒီဝေဒနာကိုခံစားနေရတာလာဘမဲ့စာကြာနေပါပြီပေါ့နော်ဒီပွေရနာတွေကပျောက်ဖဲနေပေါ့နော်ဟိုဆက်ပြီးတော့ပဲခနာကိုမှာပွားနေပါတယ်ဟိုသူ့လိုပဲပေါ့နော်တခြားတခြား main ကတခြားအမျိုးသမီးတွေလည်းအများကြီးရှိနေပါသေးတယ်ဟုတ်ကဲ့ပါ အခုတော့ပေါ့နော်နိုင်ငံရေးအကျဉ်းသားတွေအကျဉ်းထောင်အတွင်းမှာရေရွယ်ချက်ရှိရှိနဲ့ပြည်내ချုပ်ချယ်မှုတွေအုပ်စုဖွဲ့ရိုင်းနှက်တာတွေရှိနေတဲ့အတွက်မိဘပြည်သူတွေအနေနဲ့စောင့်ကြည့်လေ့လာပြီးတော့ပေါ့နော်နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကိုလည်းကောင်းချန်နယ်တို့ရဲ့ Telegram ကိုတော့လည်းကောင်းပေါ့နော် Facebook Facebook ပေးရတော့လည်းကောင်းပေါ့နော်လာရောက်သတင်းပေးဖို့နိုင်မှာကြောင့်အာတရင်တရင်ကပြောချင်ပါတယ်ပေါ့နော်ဟိုလူခွင့်ရေးနဲ့ဒီမိုကရေစီရရှိဖို့အတွက်ဘိုင်းဟောပါဝင်ပေးကြဖို့လည်းမိတ္တရက်ခံရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာ